နောက်တစ်ခုကတော့ပြည်တွင်းခုခံစစ်ပေါ့နော်ဒီပြည်တွင်းစစ်အာပြည်တွင်းခုခံစစ်အနေနဲ့ကတော့ကျွန်တော်တို့ဒီအာအချမ်းမဲ့စစ်တပ်အနေနဲ့ကတော့အခုချိန်မှာအဘာတွေဖြစ်နေလဲဆိုတော့အာရက်သားတွေကိုအပြစ်မဲ့ဘုံကျဲတပ်ဖြတ်တာတွေနောက်ပြီးတော့စိတ်ရသွေးမှုတွေစက်တိုက်ကျူးလွန်တာတွေလုပ်နေတယ်ဒါကြောင့်မလို့ဒီအချက်နဲ့ပတ်သက်ပြီးတော့လဲအာဆီယံမူ၅ချက်တည်းမဟုတ်ဘဲနဲ့တခြားသောဘလို့အချက်ပုံစံမျိုးတွေနဲ့လဲတွားရမလဲဆိုတဲ့ပုံစံမျိုးတွေကိုဒါဘောနော်အမေရိကန်အောက်လွှတ်တော်မှာဒါ အနေအဆက်ပြီးတော့ဆွေးနွေးတယ်နောက်ဆုံးအချက်ကတော့လူသားချင်းစာနာမှုအကူအညီဖြစ်ပါတယ်အဲ့တော့အမေရိကန်မှာအခုလောတယ်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မေဆုလက်ထက်တုံးကအမေရိကန်ဘဏ်မှာအက်ထားတဲ့ဒေါ်လာ1.5ပေါ့နော်အဲဒီပြည်တွင်းကျွန်တော်တို့မြန်မာနိုင်ငံမှာပိုင်တဲ့1.5ဘီလီယံဒေါ်လာရှိပါတယ်အဲ့တော့ကိုသူကအာဒီလူသားချင်းစာနာမှုအကူအညီတွေကိုစေအုပ်စုတွေကိုအကူအညီစေအုပ်စုကိုတစင်မခံဘဲနဲ့ဒုက္ခသည်တွေစီတိုက်ရိုက်သွားမလားဒါမှမဟုတ် NGO ကနေ ာတဆင့်သွားမလားအတိုက်ခံ NUG ကိုပဲစီးသင်းစီမလားဆိုတာကိုဆွေးနွေးကြပါတယ်အဲ့တော့ပြောရမယ်ဆိုဒီဥစ္စာတွေကတနည်းအားဖြင့်ဆိုရင်ပြောရမယ်ဒီလောက်ဘီလီယံနဲ့ချီတဲ့ငွေအမောင့်တစ်ခုကချင်းချင်းပွင့်ထွက်လာဖို့ဆိုတာတော့ခဲရင်ပါတယ်အစင်းစင်းတို့ကြားနာမှုတွေစစ်ဆေးမှုတွေဆုံးဖြတ်ချက်တွေကအစင်းစင်းသွားရမှာဖြစ်ပါတယ်နောက်ပြီးတော့မြန်မာနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးနဲ့ရောဗီဇာတွေရောတခြားဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ Trump က အပေါ်တော့အစိုးရသုံးနိုင်ငံတွေဆင်းမှာမြန်မာကိုထည့်ထားတာဖြစ်တဲ့အတွက်ဗမာကိုထည့်ထားတာဖြစ်တဲ့အတွက်အာကျွန်တော်တို့ဒီဟာတွေဖြစ်လာဖို့ဆိုတော့နည်းနည်းလေးတော့ခဲရင်ပါတယ်အဲ့တော့ဘာပြောပြောမယ်ဆိုတော့မြန်မာအရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်လိုနိုင်ငံလိုအောက်လွှတ်တော်မှာအဲဒီလိုမျိုးဆွေးနွေးကြရဲဆိုတော့ပွင့်လင်းပြောရင်မြန်မာအရေးကဟိုပါပေါ့နော်နိုင်ငံတကာကြားထဲကိုရောက်နေဖို့ဆိုတော့ကျွန်တော်တို့အမြင်နဲ့လိုအပ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေကကျွန်တော်တို့ရဲ့တော်လှန်ရေးရဲ့လက်ရှိအခြေအနေကကိုအားကိုကိုယ်မှပဲရမှာပါဒါပေမဲ့ ကိုအားကိုကိုနိုင်မှုအတွက်တချို့သောအချက်လက်တွေတချို့သောအချောင်းရာတွေဖြစ်ပေါ်လာဖို့တည်အာဘောနော်ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ဖိအားပေးရာတွေနောက်ပြီးနိုင်ငံတကာရဲ့ဖိအားပေးမှုတွေကနေလည်းဆင်လဲကျွန်တော်တို့နိုင်ငံရဲ့လက်ရှိတော်လိုင်းကိုအချင်းပြောင်းဖြစ်သွားနိုင်စေရာတွေအများကြီးရှိပါတယ်အဲ့တော့အဲ့တော့သူတို့လုပ်ပေးနိုင်တဲ့ဥစ္စာ100%ကြီးမပြောင်းလဲသွားပေမဲ့အနည်းငယ်သော percentage တစ်ခုကိုရောက်ရောက်သွားနိုင်တာဖြစ်တဲ့အတွက်ဒီလိုဥစ္စာတွေကလည်းကျွန်တော်တို့ဆက်လက်ဖြစ်ပေါ်နေဖို့ အာသူတို့ရဲ့တွန်းအားပေးမှုတွေဆက်လက်ဖြစ်တည်နေဖို့ဆိုတာကျွန်တော်တို့လိုအပ်တယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးပြောတာတကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့တော်လိုင်းရဲ့အဖြေဟာပြည်တွင်းမှာပဲရှိပါတယ်တော်လိုင်းရဲ့အင်အားဟာပြည်တွင်းမှာပဲရှိပါတယ်ဒါကြောင့်မလို့ပြည်တွင်းမှာရှိတဲ့တော်လိုင်းအင်အားကိုဘောတော့ကျွန်တော်တို့စုစည်းပြီးပြဲအဓိကနေမြသိမ့်ပိုက်မှုတွေဘောတော့အာစီရေးအရာအဆုံးဖြတ်ပေးနိုင်တဲ့တိုက်ပွဲတွေကိုကျွန်တော်တို့ဆင်နေနိုင်ဖို့ကပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ပြောလို့ရဖြစ်ပါတယ်အဲ့တော့ဒါကတော့ American Outlook တော်မှာ အဲကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ခင်ဗျာ